ရင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တရက်တာဆောင်းရင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့စိတ်ချမ်းသာစရာဝမ်းသာစရာသတင်းကောင်းတွေအပြည့်အနေလေးတနည်းဖြစ်ပါတယ်ဘာပဲလို့လို့ရဲသေးနေတာလုပ်ပေးပါကံအခွင့်လန်းအထူးကောင်းတဲ့နေ့လေးဖြစ်ပါတယ်အခြေအနေနဲ့အိမ်တော်ကြီးမှာအထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ခြေထောက်တစ်ဖက်မှာထိကြိုက်တန်ရာရတတ်ပါတယ်လေးခွန်ပါတဲ့ကနေ့များချိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အဝါရောင်နဲ့ ရွှေရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရံဖျားမှာနန္နတိကလူပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့ကြံဖန်ပြီးတော့ငွေကုန်ကြေးကြများနေတတ်ပါတယ်။အလုံမှာအတိုင်းခိုင်အနောက်ရှက်တွေများနေတတ်ပါတယ်။အိမ်တွင်းရေးမှာတော့မသားမယားဖြစ်နေတတ်ပါတယ်။ဘိုက်အောက်ဘိုက်နာဖြစ်တတ်ပါတယ်။ချစ်တူစီကနေပြီးတော့တင်းကောင်းများကြားတတ်ပါတယ်။တစ်သုံးပါတဲ့ကနိုင်များကြိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အနီရောင်းတဲ့ချက်တွေးအောင်ဖြစ်ပါတယ်။ ရေဒီယာအနေနဲ့ကတော့မိမိရဖះမှာလိန်ပေါ်ရင်ကတ်လူပြီးတော့ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့ကံလွန်ကောင်းတဲ့နေနေဖြစ်ပါတယ်ကြာစီသားသမီးရဲတာလုပ်ပေးပါစသူကိစ္စစာချုပ်ကိစ္စတွေရောအထူးသတိထားပေးပါလက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်ငွေကန်းတော့ကောင်းပါတယ်ချစ်တူစရာနေပြီးတော့မမျောလင့်မဲ့လက်ဆောင်ရတတ်ပါတယ်၃၅ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီးရင်အရာနဲ့ကြက်တွေးအောင်ဖြစ်ပါတယ် ရေဒီယာအနေနဲ့ကတော့မိမိရဖះမှာဈေးဖြောကြီးကတ်လို့ပူဇော်ပေးပါပုံတော်ဦးသားသမီးများတော့ယနေ့မှာတော့ငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ချုပ်စရာများကြုံတွေ့ရတတ်ပါတယ်ချစ်တူစရာနေပြီးတော့တည်င်းကောင်းများကြားရပါလိမ့်မယ်ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာတည်င်းကြားရပါမယ်စီးမျက်စိဒုက္ခပေးတတ်ပါတယ်နှစ်လေးပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်ဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရဖျားမှာမွင်းကားကတ်လို့ပူဇော်ပေးပါကြာရာပရိသတ်မိများတော့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြည်နူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်အဖက်ဖက်ကနေပြီးတော့အခြေအနေကောင်းလေးများပေးလာပါလိမ့်မယ်ဘာပဲလုပ်လို့ရဲရတာလုပ်ပေးပါကံအခွင့်လမ်းအလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်မျက်စိနာတာအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်အခြေအနေမှာတော့ကြာလေအနေဝေးတတ်ပါတယ် နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ခံကောင်းတဲ့အရာတော့အဖြူအောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာတီးဆောင်ကိတ်ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့အိုးရင်စာဦးနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်။အလုံမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ခြေတော်တစ်ဖက်မှာအနာတရဖြစ်တတ်ပါတယ်။ဖျားပုံတော်ရဟနာပုံတော်များအိမ်ကိုကြွလာရင်လေးအစအချောင်းဆုံးထိထိုးပေးပါ။ အခြေအမှာတော့အယူအဆတွေကွဲလွဲနေတတ်ပါတယ်။ကံကောင်းတဲ့အရာတော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာတက်သီး60စိတ်ကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့ရည်ရထားသမျှစိတ်ကူးထားသမျှအရာရာအဆင်ပြေနေပါလိမ့်မယ်။ဆွေမျိုးများရဲ့ဝမ်းသာစရာတင်းကောင်းများကြားရပါလိမ့်မယ်။အိမ်မကက်ခြင်းအလုပ်ပြောင်းခြင်းတာမျိုးတွေဖြစ်နေတတ်ပါတယ်။အခြေအမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ ကိုလက်ရရတဲ့ဝေဒနာမျိုးတွေခံစားတတ်ပါတယ်။ငါးခွန်ပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်တဲ့ငွေရောင်ဖြစ်ပါတယ်။ယေရီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာပေါမှုထောပတ်တော့ကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။